်တို့ခတ်ရန်ဖြစ်ပွား၍စစ်တက်ရန် ပြင်းစင်နေသည်ကိုသိမြင်တော်မူ၍ကြွားလာတော်မူလာတာဖြစ်သည်မြတ်စွာဘုရား၏ရှေ့တော်၌ငါတို့ကသူတော်ဘာတို့အားလက်နဲ့ဖြင့်ပုတ်ခတ်တပ်ဖြတ်ရန်မတက်လျော်ပြီတဖက်ရန်သူဖြစ်သော ကောလိယမင်းမျိုးတို့ကငါတို့ကိုတတ်လူလျင်လျက်တတ်ပါစီနင်းနဲ့နှိမ့်ဆက်လူလျင်လဲနင်းနဲ့နှိမ့်ဆက်ကြပါစီခုပြောဆိုကြပြီလျင် မိမိတို့စွဲကင်ထားတဲ့လက်နဲ့တွေ့ကိုစွန့်လွတ်၍မြတ်စွာဘုရားရှင်ကိုရိုသေစွာရှ िख ိုးဟူတွားကထိုင်နေကြပါလေ။ကောလိယမိမျိုးတို့ဟာလည်းကပိလိကိုမိမျိုးတို့နီးတူစိတ်နဲ့အကြံဖြစ်ကြပြီးလျင်လက်နဲ့များကိုစွန့်ပြစ်ကြ၍ဘုရားရှင်ကိုရှ िख ိုးလျက်ဟူတွားကထိုင်နေကြပါလေ။ထိုအခါရှင်တော်မြတ်ဘုရားကနှစ်ဖက်သောမင်းတို့အားအဘယ်အကြောင်းကြောင့်ဤရက်တို့ စီဝေရောက်လာကြကုန်တည်းဟုတိတော်မူလျက်မေးတော်မူပါれထိုမူကိုကြားနာရလျင်နှစ်ဖက်သောဘင်းအပေါင်းတို့ကအရှင်ဖျားတပည့်တော်တို့ဟာဤမြစ်ဆုံအရက်တို့လျောက်ကြခြင်းမှာရေဇန်ရေဇန်နိုင်ရေကစားရန်ကိစ္စမြစ်ကြောင်း၌ရေသည်ပင်ပွဲဆွေနေကျိပရန်ကိစ္စတောင်တပွဲသည်ပင်ဆင်နွယ်ကျိပရန်ကိစ္စတို့ကြောင့် လာရောက်ကြသည် မဟုတ်ပါ အမှန်စင်စစ်အားဖြင့်ဤနေရာတို့တပြည့်တော်တို့တဖက်နဲ့တဖက်အနိုင်အထက်စစ်တိုက်တပ်ဖြတ်ရန် လာရောက်ခြင်းဖြစ်ကြပါသည်ဖရာဟုကြောက်ထားကြပါလေထို့နောက်ရှင်တော်မြတ်ဖရာကအောက်ပါအတိုင်းဆက်လက်မေးမြန်းတော်မူပါလေအိုမင်းအပေါင်းတို့သင်တို့သည်ဘယ်ရာကိုအကြောင်းပြု၍ရံပွဲဆင်ရင်ကြပါသည်လဲ အရှင်ဘုရားတပည့်တော်တို့ဟာရေကိုအကြောင်းပြု၍စစ်တပ်ရန်ပြင်ဆင်ကြခြင်းဖြစ်ပါလေဘုရား။အိုးအမင်းပေါင်းတို့ရေဟာအဘယ်မြောက်လောက်အဖိုးတိုက်တံပါသလဲ။အရှင်ဘုရားရေဟာမဖြစ်စလောက်အနေငယ်မျှတာအဖိုးတိုက်တံပါသည်ဘုရား။အိုးမင်းအပေါင်းတို့မြေကြီးဟာအဘယ်မြောက်လောက်အဖိုးတိုက်တံပါသနည်း။အရှင်ဘုရား မြေကြီးကအဖိုးများစွာထိုက်တန်ပါသည်ဖုရား။အိုမင်းအပေါင်းတို့မင်းမျိုးတို့ကအဘယ်မျှလောက်အဖိုးတိုက်တန်ပါသနည်းအရှင်ဖုရားမင်းမျိုးတို့ကအဖိုးမပြတ်နိုင်အောင်ထိုက်တန်ပါသည်ဖုရား။ခုမင်းအပေါင်းတို့ကအတီးအီးဖြစ်ဆိုကြပါလေ။ထိုကမြတ်စွာဘုရားရှင်ကနှစ်ဖက်သောမင်းတို့အားအဖိုးအနေငယ်သာထိုက်တန်သည့်ရေကူးအကြောင်းပြု၍အဖိုးအနေက မရေမတွက်နိုင်အောင်ထိုက်တန်သောမြင်းမျိုးတို့ကိုဖျက်ဆီးတက်ဖြတ်ရန် မသင့်ကြည်ဟုဆုံးမဟောကြားတော်မူပါလေထို့နောက်ဒေါသကြီးမှခိုက်ရန်ဖြစ်ပွားသည်မှာ အမှားသာဖြစ်၍ตาญาเวหมုတ်ฉีခုမိန်တော်မူပြည့်လျင်မင်းအပေါင်းတို့ခက်ရန်ငြိမ့်၍ညီညွတ်ချစ်ခွန်စီရန်အော့ဖော်ပြပါဇတ်တော်များကိုဟောကြားတော်မူပါလျင် ရှေ့ခါကမပြောပါတော့တဲ့အကြောင်းကြောင့်ဝက်ဝင်နေရုပ်ကစိုးတို့ခါရန်ညူးဖွဲ့မှား၍ပျက်စီးခဲ့ကြရာဗတ္တကကဘာပါလုံးရန်ညူးမပြေနိုင်ပဲရှိခဲ့ကြောင်းတိတတကနိပတ်ဖန္ဒနာဇက်ကိုအကျေဟောတော်မူပါတယ်ထို့နောက်အထူးသဖြင့်ကြီးကြအုပ်ချုပ်မင်းလုံးသူများဟာ အခြားသူများပြောတိုင်း မယုံကြည်အကြောင်းသူတော်ဘာတို့၏စကားကိုယုံကြည်မိ၍အသက်ပြည့်စည်သေဆုံးကြဘူးကြောင်းမစင်မစင်ပြောသောယုံတကောင်၏စကားကိုယုံကြည်မိတဲ့အတွက်ကြောင့်ယူဇနာ၃တောင်ကျဲသောခိမန္တာတော်၌နေတဲ့အခြေ၄ချောင်းရှိတဲ့တောတိဆန်တို့ဟာမဟာသမုဒ္ဒရာတို့ ပြေးဝင်ကြဘူးပြီခုအစချီ၍စတုကနိဗ္ဗာန် ုတ်တုပါဇက်ကိုဟောကြားတော်မူပါတယ်ထို့နောက်လောက၌တခတရံအာနေသောသူဟာအာကြီးတဲ့သူရဲ့ချွွင်းချက်ချွတ်တဲ့ချက်များကိုမြင်နိုင်ပါတယ်တခတရံ၌ကြတော့အာကြီးသောသူကအာနေသောသူရဲ့ချွွင်းချက်ချွတ်တဲ့ချက်များကိုလည်းမြင်တတ်ပြန်တယ်အာကိုကြည်ဒီငယ်ဒီကိုတတိကျမမှတ်တင်ပါအာနေရဲ့ ဘီလုံးငှက်မကလေးဒီပင်ရှင်ပြောင်ကြီးကိုတေးစီခဲ့ဘူးပြီခုမိန်တော်မူ၍ပင်စကနိဗ္ဗာန်လတုကိကဇတ်ကိုအကျေဟောကြားတော်မူပါလေဤသုံးဇတ်ကိုဟောကြားတော်မူပြီးသောအခါနှစ်ဖက်သောမင်းတို့ဤခိုင်ရန်သည်ပြင်းငိမ့်သွားပါတော့တည်းထို့နောက်ဒူးနှင့်တူချစ်ခင်ညီညွတ်ကြလျင်ဘေးရန်ကင်း၍ အချင်းချင်းမညီမညွတ်ခိုက်ရန်ဖြစ်ပွားကြလျင်ဘေးဒုက္ခရောက်တာကြောင်းအောက်ပါဇန်နဇတ်ကိုဆက်လက်ဟောကြားတော်မူပါလေအသက်ရှိတဲ့မြင်ရသောသူတို့ကို မဆူထားပြီးဦးတဇုတဝေဒီညီညွတ်စွာ ပေါရောက်နေတဲ့အသက်မဲ့တစ်ပင်တို့ဒီပင်လျင်ဘေးရန်မှကိလွတ်နိုင်သည်ဟုဧကနိဘတ် ရုခဓမ္မစက်ကိုဟောကြားတော်မူပါလေအချင်းချင်းညီညွတ်နေသည့်အခါဘေးရန်မှကင်းလို့၍အချင်းချင်းမညီမညွတ်ခိုက်ရန် ဖြစ်ပွားကြသည့်အခါငုံငှက်တိုက်တိုက်တို့ဟာမုတ်ဆိုးလက်၌အသက်သေးဆုံးဘူးပြီးခုအစကြည်ကဧကနိဗ္ဗာန်တမောဒမာနစက်ကိုအကျေဟောကြားတော်မူပါလေဤကဲ့သို့ခိုက်ရန်ဖြစ်ခြင်းအပြစ်နှင့် ညညွချင်းအကျိုးကိုပြဆိုရာဖြစ်သော25ရတ္တကိုဟောကြားတော်မူပြီးနောက်မိမိတို့ကိုယ်ကိုမိမိတို့ထိမ့်သိမ့်ဆုံးမကြသည်ယံအတ္တဒန္တတုတ်တော်ကိုဟောကြားတော်မူပြန်ပါသည်